စီးပွားရေးလုပ်ငန်းအကြီးအသေးအလုံးကိုငွေကြေးနဲ့နှီးပညာပံ့ပိုးပေးဖို့လိုအပ်တယ်လို့ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်းချီနှောင်ထားတဲ့ကျိုးနီစနစ်ဖြည့်လျှော့ပေးဖို့လိုတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားပါတယ်ရှင်အော်တိုဘာလ22ရက်နေ့ကပြုလုပ်တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖွံ့ဖြိုးမှုမိဖက်တွေတွေ့ဆုံပွဲမှာလုပ်ငန်းရှင်တချို့ကမီဒီယာတွေရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေဆိုတာဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးအောင်လုပ်ပေးဖို့ဆိုတဲ့နေရာမှာလုပ်ငန်းအကြီးအသေးမရွေးအားလုံးကိုငွေပင်ငွေရင်းနဲ့ဤပညာပံ့ပိုးပေးမှဖွံ့ဖြိုးလာမယ်လို့တော်ဝင်ဥက္ကဋ္ဌထွေးကပြောပါတယ်။ကျွန်တော်တို့ကထက်သည့်အားလုံးကငွေပင်ငွေရင်းရှိတဲ့အတွက်ကျွန်တော်တို့လုပ်နိုင်။ဒါပေမဲ့ကျွန်တော်တို့အကြီးလုပ်ချင်ရင်မလုပ်နိုင်ဘူး။အဲ financial support ဒါပေမဲ့ကျွန်တော်တို့တည်းဆိုတာကတေးတဲ့စီးပွားရေးလုပ်ငန်းရှိတယ်။အရင်းအမြစ်မရှိတာပဲ။လုပ်ချင်တဲ့စိတ်ရှိတယ်။လုပ်တဲ့လုပ်တတ်တယ်။ဘုရား လုတ်ချင်တဲ့စိတ်ရှိရင်မလုတ်တတ်ရင်လုတ်တတ်အောင်ပြောနော်အရင်နေ့မရှိရင်အရင်နေ့လုတ်ပြောအရင်နေ့ဆိုတာငွေကြီးရောဟာနေရောဟာပစ္စည်းပစ္စည်းအားဆက်မှုပဲကိစ္စဒါလေးအားလုံးဟာတော့ဘူးอ่ะလုပ်ငန်းတွေအားလုံးမှာငွေပင်ဝင်ရအရင်ကြီးလုပ်ငန်းရှင်တွေအတွက်အခက်အခဲဖြစ်နေတဲ့ပြည်တွင်းကဆန်းရှင်လှုပ်ထားတဲ့အစိုးရရဲ့လုံထုံးလုံနည်းတွေကျိုးနီစနစ်တွေကိုဖြေလျှော့ပေးဖို့လိုတယ်လို့လည်းလုပ်ငန်းရှင်တအူးဖြစ်တဲ့ဒေါက်တာဆိုးထုံးကဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့တွေကခုနပြည်ပြည်ပြပလုပ်ငန်းရှင်တွေအရှင်ပြန်နေဖို့အတွက်ဆိုတော့ကျွန်တော်တို့တွေကိုချေတော်လာတဲ့ဆန်ရှင်လောက်ထားတဲ့ချိုးတွေအစိုးရတွေတိပြီးဖဲ့ထားဖို့လို့ဒါလည်းပဲအစိုးရမှာရှိနေတဲ့ policy maker တွေကကျွန်တော်ကစီးပွားရေးလုပ်တဲ့လူတွေငုံထဲပဲကြောင်းမှာဒီပြဿနာတွေမသိဘူး။ဒီအတွက်ဒီပြဿနာတွေသိအောင်နားထောင်ဖို့ဒါတော့ပြောမှာဒီပြဿနာတွေဒီခုနဆန်ရှင်လောက်ထားတဲ့ကျုပ်သိနေဖို့ကိုယ်ကလည်းဆန်ရှင်လောက်ရောက်လိုက်ဒီခုနလည်းစိုးရရဲ့ဆန်ရှင်လောက်လို့ကျွန်တော်မြင်ဘူး။မြင်သေးတဲ့ကြောင်းမှာ လက်ရှိ investment လုံးမှာပြည်ရင်းပြည်ပလုပ်ငန်းရှင်တွေညာနေကိုပြေးပြန်လို့ဆိုတာတို့တွေကဟိုဘရိုင်းဆိုပြီးပြေးကြတယ်ဖြစ်တာအဲဒါကလေးကိုပြန်ရှားပေးတယ်တက်လာမှာရှိတယ်တို့ညာနေကိုပြေးပြန်အောင်လုပ်တို့တို့ဒီစိုးအနေနဲ့မရှိဖြစ်နေတဲ့ဆန်ရှင်တို့ပြောနေတဲ့ဒုတိယစနစ်တွေကိုသေးသေးလို့နိုင်ငံတော်အတိုင်းအမြံပုံကောကတော့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအတွက်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာနေရာရှိပေမဲ့ဖြောင်းဖြောင်းမတ်မတ်လုပ်ဖို့လိုတယ်လို့သတိပေးထားပါတယ်။အရေးပေါ်မှာလည်းမှာပါ တိတ်ကိုတော့ဘယ်လိုများလဲအခုဖြစ်ဆိုပါတော့မှန်မှန်ကန်ကန်ဆက်ပြီးတော့လုတ်တော့ပါလို့ကျမအနေနဲ့ပြန်ပြန်ရအောင်ဆိုရတဲ့ရဲ့6လတာကာလအတွင်းမျော်မှန်းတဲ့လောက်စီးပွားရေးဘက်မှာမြန်မြန်ဆန်ဆန်တိုးတက်မှုမရှိတာကိုပုံမွေလေးလေးမဲဝေခံပါတယ်လို့ဒေါအောင်ဆန်းစုကြည်ကဆိုပါတယ်။ ဒါအပြင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများဆန်းအောင်လုပ်ပေးနိုင်မှာထူထောင်ကျင်တဲ့စနစ်ကိုများများအမြင့်တွဲအောင်လုပ်ပေးနိုင်မှာဖြစ်ပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အရေးကြီးဆုံးအချက်ကပြည်သူတွေရဲ့အယီချင်းကိုမြှင့်တင်ပေးရေးပဲဖြစ်တယ်လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါရတယ်။ကျွန်တော်နေပြောဝင်းမှာ